device service ထဲက service အကြောင်းကိုဒီဒီကထပ်ရှင်းပါမယ် interface မှာကြံခဲ့တာကဒီ management အကြောင်းမှာကြံခဲ့တာကဒီ permitted ip address အကြောင်းပေါ့ permitted ip address ကဘာလို့ဆိုလိုတာလဲဆိုရင်ဒီ management interface ကနေဒီ firewall ကိုဘယ် ip address တွေပဲလမ်းပြီးတော့ဝင်ဝင်ရအောင်လုပ်ပါလေပေါ့နော် permit ပေးပါလေပေါ့ဒီကအကြောင်းအရာသတ်မှတ်ခြင်း ီမှာ add ထည့်ပြီးတော့သတ်မှတ်လို့ရတယ်ဥပမာ 192.168.93. ဘလောက်ဘလောက် user ပဲဒီ parallel file ကို accept ရမယ်တခြား IP address တွေနဲ့လှမ်းပြီးတော့ဝင်လို့ရှိရင် accept မရဘူးစသဖြင့်ပေါ့ဒီလိုမျိုးသတ်မှတ်ချင်လို့ရှိရင်ဒီအောက်ထဲမှာလာသတ်မှတ်လို့ရတယ်ဒါ interface category အခု service ကကြာတော့ဘာတွေပါဝင်တယ်လဲပေါ့အဲ့တော့ exam မှာဒီမို interview တွေမှာမေးမယ် NTP ကို configure ချခြင်းပေးထဲကသွားချလို့ရမယ်ဆိုရင် device setup service ပြီးလို့ရှိရင်ဒီ service addict ထဲကနေသွားပြီးတော့ NTP ကို configure ချလို့ရတယ် NTP server ရှိရင် NTP server ကိုဒီမှာဖော်ပြပေးပေါ့နော် secondary ရှိလို့ရှိရင် secondary ဖော်ပြပေး IP နဲ့ဆိုရင် IP test နဲ့ဆိုရင် test နဲ့ပေါ့ပြီးရင် okay နဲ့ပြီးရင် commit နဲ့နောက် palo alto firewall မှာတခခုအပြောင်းလဲလုပ်တိုင်းလုပ်တိုင်းဒီတိုင်းသူကပြောင်းလဲမသွားဘူး เนาะတခြားဟို Cisco လိုမျိုး IP address ရိုက်တယ် FM မဖြစ်ဘူးเนาะဒီမှာကြတော့ commit နေလိနေပြရတယ် commit က chain တာเนาะတခုခုပြောင်းလဲသွားတာဟင်เนาะအဲ့လိုနေရတယ်အော်ဒီ service ကဘာလုပ်တာလဲဆိုရင် optic server ကတော့ဒီတိုင်းထားရမယ်ပြင်လို့မရဘူးဒီ MN လေးချက်ပေးထားမယ်ဘာဖြစ်လို့လဲဆိုရင်ဒီ Palo Alto PanWest ကို database update လုပ်လို့လုပ်ဖို့လိုတဲ့အခါတိုင်းနော် PanWest upgrade လုပ်ဖို့လိုတဲ့အခါတိုင်းဒီဟာလေးကိုသူကရည်ညွှန်းပြီးတော့လုပ်တာအော်ဒါကိုသွားပြင်လို့မရဘူး ်အခု DNS setting DNS setting ကကြတော့ local DNS server ရှိရင် local DNS server ရိုက်ထည့်ပြီးပေါ့နော်192.168.10.10 .blablabla172.61.2 စသဖြင့်ပေါ့နော်ဒီ primary DNS server secondary DNS server ရှိရင်ရိုက်ထည့်ပြီး proxy server ရှိရင်လည်းဒီမှာ proxy server ထည့်ပြီး proxy server ဆိုတာကဒီ follower to firewall ကိုဖြတ်သွားဖို့ဒီ inter jargon နောက်ထပ် server တစ်ခုရှိရင်တော့ ရှိဒီ browser server ရဲ့ IP address port number တွေထည့်ပေးမရှိရင်တော့ထည့်စရာမလိုဘူးဒါကိုခြံထားခဲ့လို့ရတယ် okay NDP နဲ့ဒီ DNS setting ကဒီ device setup service အောက်မှာသွားပြတာ okay နောက်တစ်ခုက service အောက်မှာပဲနောက်ထပ်ဘာရှိသေးလဲဆိုရင် server configuration ဒါလေးကလည်းအရေးကြီးတယ် server configuration ကဘာလို့လောက်တာလဲဥပမာဒီမှာဆိုရင် use management interface for all ဆိုတာလေးကိုသူကဒီ circle လေးမှာရွေးထားတယ် ကိုအဲ့ဒါမယူဘဲနဲ့ customize ကိုသွားကြည့်မယ် customize မှာဘာတွေပါတယ်လဲပေါ့နော် customize မှာဘာတွေပါလဲဆိုဒီအကြောင်းအရာတွေပါတယ် sig lot တွေနော်အဲ URL and update တွေ VM monitor တွေဘန်တို့ရမှာဘာလို့ရတော့ network service NTP စသဖြင့်ပေါ့နော်ဒါကဘာကိုပြောတာလဲ okay ဥပမာကျွန်တော်က use management interface for all လို့ပြောလိုက်တာ ਨੇ အဲ့ဒီခုနကပြောခဲ့တဲ့ service တွေ NTP update လုပ်တာ NTP update လုပ်ဖို့လိုအပ်တာ URL and update လုပ်ဖို့လိုအပ်တာတွေအပန်နိုရာမားနဲ့ synchronize ဖြစ်တာတွေအားလုံးဒီဒီ management interface ပေါ်ကနေပဲလုပ်မယ်ဆိုတဲ့အတိတ်ပဲသူကဆိုလိုတာအဲ့လိုမှမဟုတ်ဘူးကိုကဆိုကြပါစို့ဥပမာ management interface က internet မပေးဘူး internet မရဘူးအဲ့ဒီ interface ကနေအဲ့ဒါဆိုရင်ဒီ UI update တွေနော်ပြီးလို့ရှိရင် DNS တွေပြီးလို့ရှိရင်တခြားအရာတွေပေါ့နော် အဲ့ဒါတွေအကုန်လုံးက update ဖြစ်တော့မဖြစ်ရင်ကျွန်တော်တို့ဘာပြောင်းပြီးလို့ရလဲဆိုရင်ဒီ management interface for မလို့ဖ ೇನೆ customize ထဲသွားသူကပြီးကိုပြောင်းခြင်းနဲ့အကြောင်းအရာတွေပေါ့နော်မ NTP ဆို NTP လေးကိုယူအမှန်လေးချစ်ချစ်ပြီးသွားရင်ကျွန်တော်တို့ကဘာပြောင်းပြီးလို့ရလဲဆိုရင်မ destination ဆို destination လိုရရင်ထည့်ပြီးမလိုရရင်မထည့်နဲ့နော် IPv4 ဒီကောင်လေးအမှန်လေးချစ်ပြီးပြီးရင် okay နေလား အဲ့တော့ဘာဘာဖြစ်သွားမလဲဆိုရင်ဒီမှာသွားလိုက်မယ်နော်ဒီမှာ interface တွေပြောင်းပေးလိုက်နော်ဒီအာ interface တွေပြောင်းပေးလိုက်ဥပမာဆိုကြပါစို့ ethernet 1/1က internet ရရင် ndp ရလဲအဲ့ဒီကနေ update ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ ပြောင်းပေးပါဗျာဒီနေရာမှာနော်ဒီနေရာမှာ n ဆို n ဘာညာဘာညာအဲ့သူ့ရဲ့ interface ip address တွေချိန်ပေးလိုက်အဲ့ဒါဆိုသူက bin interface ကနေ ဒီ NDPF တွေရပါလဲဆိုတာကိုရွေးပေးလိုက်မယ်။เนาะဒါက customer နော် လောလောဆယ်တော့ကျွန်တော် use use management interface for all ပဲရွေးလိုက်မယ်။နောက်ပိုင်း user ID တို့ဘာတို့လိုရမှာ customize ထဲမှာထပ်ပြီးတော့ရွေးပြမယ်။ Okay လောလောဆယ်ဒါကိုရွေးမယ်။ Okay အော်ဒါဆိုရင် device set up ထဲက service ကဘာလုပ်တာလဲဆိုလို့ရှိရင် NDP configuration DNS configuration URL update လောက်တာတွေပြီးရင် server route configuration เนาะ အဲ့ဒါတွေကဘယ်အောက်မှာရှိလာလဲဆိုရင် device setup တွေက service အောက်မှာရှိပါတယ်နော်အဲ့ server configuration ဒီ initial အောက်မှာဆိုလို့ရှိရင် management ပုံမှန်အဖြစ်ဆိုရင်တော့ management interface ကလေးပဲအားလုံး update along ပေးတယ်အဲ့ဒါမှမဟုတ်ဘဲね management interface က internet မရအောင်ဆိုရင်တော့ customize ထဲကနေပြီးတော့ internet ရတဲ့ interface ကိုရွေးပြီးတော့ဘယ် service တွေကို run မှာလဲဆိုတာတည်တဲ့ရွေးပြီးဖို့လိုပါတယ်โอเคအဲ့ဒါပြီးရင်ကျွန်တော်နောက်ထပ်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့ အာ operation device ဆက်တဲ့ operation အောက်မှာရှိတဲ့အကြောင်းအရာတွေကိုရှင်းပြမယ်ဒီအကြောင်းအရာတွေကလွယ်မလွယ်လွတ်လပ်ခဲ့ပါတယ်